2020ခုနှစ်အာနာသိမိနောက်မှာပဲစစ်ကောင်စီကဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုဖြတ်တောက်ခဲ့တာဆိုရင်2025ခုနှစ်စက်တင်ဘာလအထိ132မြို့နယ်ရှိလာပြီဖြစ်တယ်လို့အသံအဖွဲ့ရဲ့စီးရင်တွေကသိရပါဗျ။2021နောက်ပိုင်းမှာတချို့မြို့နယ်တွေကိုပြန်ဖွင့်ပေးခဲ့တာကြောင့်ဒီနှစ်ကြော်ကြာလာတဲ့အထိဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံရရတာဆို22မြို့နယ်ရှိနေစေဖြစ်ပါတယ်။ အခုလိုလုံးဝပြန်မဖွင့်ပေးတာကစီရေးအရာအချက်အချာကြားတဲ့နေရာတွေကိုအချက်လက်စီစဉ်မှုတားဆီးရာနီးပြူဟာဇဝန်အနေနဲ့ထားရှိရာဖြစ်ကြောင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအတန်အဖွဲ့ရဲ့ဒါရိုက်တာကပြောပါတယ်အာနာသိမ့်ပြည့်နောက်မှဒီစစ်တပ်ကစစ်တပ်ရေးဖြတ်တောက်မှုတွေကိုတုံးရမှာအဓိကရွယ်ချက်ကတော့တပ်ဖွဲ့ရဲ့ချင်းချင်းမှာပေါ့နော်ဒီတုံ့ပြန်မှုတွေတော်လှန်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ဖြစ်တယ်ပေါ့နော်မတူဘီရောဖလန်လို့ဒေသတွေမှာဆိုလို့ရှိရင်လည်း ဒီတော်လန်ရေးအင်အားအကောင်းဆုံးဖြစ်နေတဲ့နေရာတွေပေါ့နော် KNDF တို့ CNDF တို့ဒီတပ်ဖွဲ့တွေပေါ့နော်အင်အားကြီးနေတဲ့နေရာတွေစီရေးဖီယာများနေတဲ့နေရာတွေပေါ့နော်အညာပေါ့နော်ဆိုတော့အဲ့ဒီဒါတွေမှာသူတို့ကပို့ပြီးတော့ဒီစီရေးအရာဖြစ်တင်နေပို့ပြီးတော့ထိန်းချုပ်ခြင်းနေပေါ့နော်ဆိုတော့အဲ့ဒီဒီကတော့အဲ့ဒီကိစ္စရတဲ့အကြောင်းသူတို့ပို့ပြီးတော့အာဖြတ်တောက်မှုတွေပို့ပြီးတော့ ဟိုလှုပ်လေးလှုပ်တာရှိရပြီးလို့ရှိရင်ပြန်ပြီးတော့အင်တာနက်ကိုပြန်ပြီးလုံးဝမဖွင့်မဲနဲ့ပြီးပိတ်ထားတာမျိုးလေးလှုပ်လေးလှုပ်တာရှိရပေါ့နော်လင်းလျော်ကြလာတဲ့အထိအင်တာနက်ပိတ်ဆို့ခံထားရတဲ့မြို့နယ်တွေကတော့စကိုင်းတိုင်းထဲမှာကမ်ဘလူးဇလင်းကြီးကနီးစားတဲ့မြို့နယ်တွေပါဝင်12မြို့နယ်ချင်းပြည်နယ်ကဖလန်းကမ်ဘလတ်မတူပီအပါအဝင်10မြို့နယ်နဲ့မကွေးတိုင်းထဲမှာတော့ကန်ကောနယ်ထီလင်းမြို့စားတဲ့2မြို့နယ်စုစုပေါင်း22မြို့နယ်ရှိနေပါတယ် နေ့စဉ်ထိတွေ့တိုက်ပွဲတွေနဲ့စစ်တပ်ရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အညာဒေသတွေမှာတော့စစ်ကြောင်းဝင်ရောက်လာချိန်တွေမှာရွေချက်ရှိရှိနဲ့ဖုန်းလိုင်းတွေဖြတ်တောက်တက်ကြောင်းနဲ့အင်တာနက်အသုံးပြုခွင့်ရဖို့ခက်ခက်ခဲခဲသွားလာနေရကြောင်း၄နှစ်ကျော်ကြာဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံရရတဲ့စကိုင်းတိုင်းစလင်းကြီးမြို့နယ်တွေကစစ်ဆောင်ကူညီသူတယောက်က ပြောပါတယ်။အဲကျွန်တော်တို့မြို့နယ်မှာဆိုရင်တော့ဗျာအာနာတိတ်ပြီးတော့နောက်ပိုင်းမှာဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေဖြတ်ထားတာရှိပါတယ်ဗျာ။ပြီးတော့တချို့နေရာဒေတာတွေပဲဟော internet line တွေကကြွကြားလေးတုံးရတာတွေရှိပါတယ်။ဖုန်း line ကတော့ခုနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဒီကောင်နေစစ်ကြောင်းဝင်လာတဲ့ခါကျရင်တော်တော်လေးကိုဖုန်း line တွေကအဆင်မပြေတော့ပါဘူး။ဖုန်းဆက်လို့လည်းအဆင်မပြေတော့တယ်လို့ဒီစာတို့ပေးဖို့ message ပေးဖို့လည်းလည်းအဆင်မပြေပါဘူးဗျ။အဲတချို့စတားလင်းမရှိတဲ့နေရာတွေကြတော့ကျွန်တော်တို့ live meet တဲ့နေရာတွေကိုဟိုတော်တော်လေးတွားရတယ်ဗျ။အဲ့လိုတွားရဖို့လည်း LAN key မှာအခက်အခဲတွေတော့ရှိရပါဘူး။ စစ်ကောင်စီဟာလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်ပြီးနောက်ပိုင်းမှာတရားစီရင်ခွင့်မခံရအောင်ဖုံးကွယ်ထားနိုင်မှုအတွက်ဆက်သွယ်ရေးလိုင်းတွေကိုရွေးချယ်ရှိရှိဖြတ်တောက်ထားတာလည်းဖြစ်ပါတယ်။အခုလိုဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့အင်တာနက်ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာလူခွင့်ရေးအရာသတင်းချဲ့လက်သိရှိပိုင်ခွင့်ထက်ပိုတဲ့လူသက်ရှင်သန်ပိုင်ခွင့်ကိုပါချိုးဖောက်နေတာလို့နိုင်ငံရေးဖြစ်စဉ်တွေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Sprouts အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်ခုခေတ်ခုခါကာလမှာတော့ဒီဆက်တွေရေးဆိုတာကဆက်တွေရေးအတွက်တင်မဲ့တုံးတာမဟုတ်ဘဲနဲ့ဒီတခြားဝင်ဆောင်မှုတွေရဖို့တော့ကလည်းတုံးတာဖြစ်တယ်ပေါ့နော်ပညာရေးဝင်ဆောင်မှုတွေကျန်းမာရေးဝင်ဆောင်မှုတွေစီးပွားရေးလုပ်တာတွေအကုန်လုံးကလည်းဒီအင်တာနက်ဒီဖုန်းတွေဒီဆက်တွေနီးလန်းနေနေပဲလောက်ကြအရေးပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုဖျက်တောက်ထားခြင်းအပြင် လူမှုစည်းဝါပေါ့နော်လူမှုရေးရောစီးပွားရေးရောကျိုးဆက်တရားမှုတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါအပြင်ကမှနောက်တစ်ခုကအခုလိုပြိပခဖြစ်နေတဲ့အချိန်ကြီးလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အချိန်ကြီးမှာလေကြောင်းတိုက်ခိုက်မှုအကျိုးတင်သတိပေးချက်တွေလည်းဆက်သွယ်ရေးနည်းလမ်းတွေကလည်းတစ်ဆင့်ပဲရရှိရတာဖြစ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးဖုန်းနဲ့အင်တာနက်တွေမရရှိနိုင်တဲ့အတွက်ကိုကျိုးတင်ပြီးတော့မတင်းရှောင်းနိုင်လို့အသက်ဆုံးပါသွားခဲ့ရတဲ့သူတွေလည်းအများအများရှိခဲ့တယ်ပေါ့ဆိုတော့ဒါကြောင့်မလို့ right to internet ဒီ internet ရရှိပိုင်ခွင့်ဆိုတော့ဒီ ကျွန်တော်တရင်ချက်လည်းရရှိပိုင်ခွင့်နဲ့မကောက်ဘူးပေါ့နော် right to life လို့ပြောလို့ရတယ်အသက်ရှင်သန်ပိုင်ခွင့်လည်းဖြစ်တယ်လို့ပြောလို့ရပါတယ်အနာသိမ့်ပြီးနောက်စက်တွေရေးလိုင်းတွေဖြတ်တောက်ခံရမှုအခြေအနေက2025ခုနှစ်စက်တင်ဘာလအထိ132မြို့နယ်ရှိခဲ့ပါတယ်အဲ့ဒီအထက်22မြို့နယ်ကတော့အနာသိမ့်ကစား2021ခုနှစ်ကတည်းကဖြတ်တောက်ခံရတာဖြစ်ပြီး73မြို့နယ်က2022ခုနှစ်ကစတင် ဖြတ်တောက်ခံရတာက6မြို့နယ်ကတော့ 2023ခုနှစ်ထဲမှာဖြတ်တောက်ခံခဲ့ရတာဖြစ်ပါတယ်။32မြို့နယ်ကတော့ပြီးခဲ့တဲ့2024ခုနှစ်မှာစတင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာအတန်အဖွဲ့ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ကျွန်မဝေပါ။